ားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာလေးတူတာပဲဖြစ်ပါတယ်အရင်တုန်းကတော့အရင်လာနေပါဆိုရင်တော့ကျွန်တော်ကတနေ့ကနေတနေ့နာအင်္ဂါဗုဒ္ဓဘုဆိုပြီးတော့ခဏတိဏ္ဍန်ကိုခဏခုလုပ်ပြီးရေပေါ့အဲ့တော့ကျွန်တော်ကဒီဒီလမှာဒီမှာကျွန်တော်လည်းအဲ့လိုမျိုးဗီဒီယိုတွေကိုမတင်တာလဲဂျာထဲမှာဘာဘာရှိသွားလဲဆိုတော့2လ3လဝင်ချင်ရှိသွားပြီထင်တယ်အဲ့တော့ကျွန်တော်ဒီအော်တိုဘာလာနေစပြီးတော့မှပြန်တင်ပေးဖို့ရှိပါတယ်အဲ့တော့ကျွန်တော်ကတော့အခုချိန်မှာဒီအဲ့တော့အော်တိုဘာလာတလမှာ ငွေကြေးကံအကြောင်းတရားနဲ့ပတ်သက်ပြီးတော့မှစပြီးတော့ပြောချင်တာကတော့တနေ့ကနေသားသမီးများအနေနဲ့ပေါ့နော်ဒီအောက်တိုဘာလထဲမှာငွေကြေးကံကတာမန်လာနေတဲ့ပုံပေါ်ပြီးကောင်းမွန်တာလေးတွေရှိတယ်။ကောင်းမွန်တာလေးတွေတွေ့ရတယ်။မိမိမှလည်းငွေကြေးကိစ္စနဲ့ပတ်သက်ပြီးတော့မှအကူအညီပေးမဲ့သူတွေမဆာပေးမဲ့သူတွေပေါ်လာတတ်တယ်။မထင်မထားတဲ့နေရာမျိုးတွေကနေပြန်မှငွေကြေးအစီအမီဝါတာမျိုးငွေတွေဝင်လာတာမျိုးဒီပတ်စံကိစ္စတွေအစီအမီဝါတာမျိုးပေါ့နော်။အဲ့လိုမျိုးတွေလည်းကြုံတွေ့ရစရာလည်းရှိတယ်။ ဟိုပြောချင်တာကတော့အော်တိုဘာလာထဲမှာတော့တင်းကုန်နေသားသမီးများအနေနဲ့မွေရေးကန်ကောင်းဆောင်လို့ပြောလို့ရလောက်အောင်ကိုများတယ်။မွေရေးကန်နဲ့ပတ်သက်ပြီးတော့တခုခုအကူအညီအထောက်ပံ့တခုခုလိုအပ်တယ်ဆိုရင်တော့အမျိုးသမီးတဦးထံကနေပြီးတော့ကနေထီပြီးတော့ဒီအကူအညီထောက်ပံ့တွေရတတ်တယ်အဆင်ပြေသွားတတ်တယ်ပေါ့နော်။တနေ့လာတာတမီးများအနေနဲ့တော့အော်တိုဘားလာတဲ့မှာပေါ့မွေးကြီးကန်တဲ့ကြောင်လေးရတယ်ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့တာမန်ထက်ကိုပုံပြီးတော့ရှာရတယ်တာမန်ထက်ကိုပုံပြီးတော့ကြက်သေးတယ်လို့ ခံစားရတယ်လို့ပြောလို့ရတယ်။မွေရမဝဲဘူးလားဆိုမဟုတ်ဘူးပဲနဲ့ပတ်စံမရှိဘူးလားတော့မဟုတ်ဘူးရှိရဲ။ဒါပေမဲ့ဟိုပုံမှန်ထက်ကိုကြက်တဲပြုပုံမှန်ဝင်နေတဲ့အတိုင်းပဲဝင်နေပြီးတော့ဟိုမွေရမ်းကြက်သွားတဲ့ပုံစံမျိုးအမွေအရမ်းခက်ခဲသွားတဲ့ပုံစံမျိုးရှုပ်ထွေးသွားတဲ့ပုံစံမျိုးဟိုပြောမယ်ဆိုရင်တော့မွေကဘာလို့ဖြစ်သွားမှမသိပဲနဲ့ပေါ့နော်။ကိုယ်လည်းထဲတော့ဝင်လာတယ်။ပုံစံရရှိရလေးလည်းအရင်လားအတိုင်းပဲကုံတာပဲ။အမှထွေး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 ပုံသွားတာမျိုးမရှိဘူး။ဒါပေမဲ့လည်းပုံမှန်ထက်ကိုပို့ပြီးတော့ ခက်ခဲသွားတာမျိုးဖြစ်တတ်တယ်အနောက်ချက်လေးတွေရှိတယ်ပေါ့နော်မိုးရေကန်နဲ့ပတ်သက်ပြီးတော့အဲ့ပြင်ကိုဘယ်လိုခေါ်လဲဆိုတော့မိုးကိုလက်ထဲကိုပတ်ဆက်မရအောင်လက်ထဲကိုမိုးမေးနေပါအောင်လို့ဆိုပြီးတော့မှကိုယ်နှောက်ရှက်နေတဲ့သူတွေရှိတယ်ကိုရှိမွေမရအောင်ကြံဆောင်နေတဲ့သူတွေရှိတယ်အဲ့လူတွေကြောင့်လေကိုရှိကိုမွေရပေါက်ရန်တန်းနေအားနေသွားတယ်လို့လည်းပြောချင်ပြောလို့ရတယ်အဲ့တော့ တတိယသာသမီများအနေနဲ့ဒီဆယ်လာပိုင်းမှာတော့ဒီသူတစ်ပါးအကြောင်းအကြောင်းကြောင့်ကိုကြောင့်မပဲနဲ့သူတစ်ပါးတွေအကြောင်းသူတစ်ပါးကိစ္စတွေရဲ့ဒီအကြောင်းငွေကြေးဆောင်းဆောင်းရခြင်းငွေဝင်နေခြင်းငွေထွက်များခြင်းတွေကြုံတွေ့ရဖို့ရှိတယ်ပြောရမယ်ဆိုရင်တော့ငွေအကြက်တဲများတယ်ကိုကြောင့်တော့မဟုတ်သူများကြောင့်အဲ့တော့မကုန်ကြဘူးဆိုရင်ဘသူပေးပါဦးမှာဂျုံဆိုင်တယ်ဘသူခက်ခဲမှမကူညီနဲ့ဘသူပြန်လာမှမကူညီနဲ့ဘေးထဲမှာဝင်မရှုံးနဲ့အဲ့ဒါဆိုရင်တော့ဘာပြန်လာမှတက်စရာမရှိဘူးအဲ့ဒါဆိုရင်တော့ကိုဒီနေ့တော့လူမှုဆိုင်ရာမှာတော့ရအားနေပါလိမ့်မှာပေါ့နော်အဲ့ချက်တော့ရှိပါတယ်အဲ့တော့ဒီ ုတ်တော့အင်္ဂါအင်္ဂါတော့တိတိများနေနဲ့ကြည့်မယ်ဆိုရင်တော့ဒီကာလမှာကြတော့ပါလဲဆိုတော့ပြောပြောနေသင်ခဲ့လို့ပြောလို့ရတယ်။အကြောင်းလဲဆိုတော့အဆန်ကဝန်တစ်ချက်ဝန်တစ်ချက်ပုံမှန်တိုင်းပဲပို့ပြီးတိုးပေါ်ရတာမရှိဘူးပို့ပြီးရောင်းနေရတာမရှိဘူး။ဟိုရေအရင်တော့မွေရအဲ့လောက်ရနေရယူရလဲအဲ့လောက်ပဲရနေမယ်။ဘာမှပြောင်းလဲသွားတာမရှိဘူး။ဘာမှတိုးတက်သွားတာမရှိဘူး။ဘာမှကြည့်ကြပါလားမျိုးမရှိဘူးပြောချင်တာကမိကငွေကြေးကိစ္စနဲ့ပတ်သက်ပြီးတော့ဟာအသေးတိုင်းလိုနေတယ်တိတ်ခုရာနဲ့ရှိထောင်းနဲ့ရှိလိုနေပဲဒီကာလမှာလာလို့ကြည့်မရနိုင်သေးဘူး ရရဖို့ရဖို့ရလဲအခက်ခဲရလဲကိုကအများကြီးရင်းနှီးမြုပ်နှံပြီးတော့မှဆိုတာကဗျာအရင်တော့ကဟိုကိုလက်ထဲမှာရှိရအပေါပစီဗျာအိမ်တော်တော့ပေးလိုက်လို့တိတ်တောက်တော့ရတယ်ဆိုရင်တော့အိမ်တော်တော့ပေးလိုက်ရင်တော့မှတိတ်တောက်တော့ရဖို့ခွင့်လေးမရှိဘူးပြဿနာတန်ရာတန်ကြီးနဲ့ထိုက်တန်တဲ့အရာအခုခုဒီလမ်းမှာဖြစ်နိုင်ဘူးအဲ့တော့ဒီလမှာပုံမှန်အတိုင်းပဲပုံမှန်ဖြေရိုးပစ်စင်အတိုင်းပဲဒုံရရဒုံရမဖြစ်နေတာကောင်းတယ်ဒုံရရဒုံရဖြစ်နေတဲ့ဟာကိုကအကြောင်းအကြောင်းတစ်ခုခုကြောင်းမလို့မွေးချင်းကုန်ကြရပြီဆိုရင်တာမန်ထပ်ပုံကုန်ကြရမယ်တာမန်ထပ်ပုံပြီးခတ်ခဲမယ်တော့တွေ့ရတယ် ဲ့တော့ဒီကထဲမှာတော့ငွေကြီးအကြက်တဲဆုံးလို့တက်ရအောင်ဆိုရင်တော့အင်တာသားသမီးတွေကတော့ဒီလာထဲမှာငွေကြီးအကြက်တဲဆုံးလို့ပြောလို့ရတယ်။နော်ငွေကြီးခက်ကဲဆုံးလို့ပြောလို့ရတယ်။ဗုဒ္ဓဟူသားသမီးအနေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ဗုဒ္ဓဟူသားသမီးတွေကကြာတော့ဒီဆယ်လာပိုင်းမှာငွေကြီးကန်နေမြင့်နေအားကောင်းတာကိုတွေ့ရတယ်။တာမထပ်ပို့ပြီးတော့ထူးခြားတဲ့လောက်ကိုလည်းပြောလို့ရတယ်အဓိကကဘာလဲဆိုတော့ဒီကာလမှာငွေကုန်ရဂျိုးနှက်ပြီးတော့ရာသိမ့်ရထိုက်တာတွေရတယ် မိမိက100 300 300 300နဲ့ထိုက်တန်တဲ့တန်ဖိုးရလက်တူတဲ့ PC တစ်ခုခုတော့မဟုတ်တန်ချေတစ်ခုခုတော့မဟုတ်တန်ရတစ်ချက်တစ်ခုခုရတယ်ပြောချင်တာကဒီဆယ်လာပိုင်းထဲမှာဆုံရှုံရတယ်လို့မရှိဘူးကုံသွားတာပဲရှိရဲကုံတဲ့ဟာကလည်းအမြက်တစ်ခုခုစီးပွားရေးတစ်ခုခုလုံးလိုက်ရလို့ကုံသွားလို့သဘောထားပြီးတော့နေရင်တော့ဒီလလောကစင်ပြေပါလိမ့်မယ်နော်လောကစင်ပြေပါလိမ့်မယ်လောက okay ပါလိမ့်မယ်လောကနှောင်းချက်လေးကင်းသွားလိမ့်မယ်အဲ့တော့ဒီကာလမှာတော့ဘုံတုသတိမိများအနေနဲ့တော့လောက်ရရှိအောင်ပြည့်ပြည့်တသားလုံးပြေပြေမနေနဲ့ ဟိုဒါပေမဲ့တခုတော့ရှိရလောဘကြီးလို့မရအောင်လောဘတက်လို့မရအောင်ကိုယ်လက်ထဲကိုရောက်လာတဲ့အရာများအားလုံးကကိုယ်နဲ့ထိုက်တန်လို့ရောက်လာတာဖြစ်တယ်အဲ့တော့သုံးဆရာချက်သုံးမယ်လုံးဆရာချက်သုံးမယ်ဝေရာရှိရပါမယ်ပြော်လေးနေလိုက်ရမယ်စီးပွားရေးလုပ်မယ်ဆိုရင်ကာလမှာလောဘလောဘလုံးတင်တယ်လို့တော့ကောင်းဆုံးလာလို့လည်းပြောလို့ရတယ်တတာရီတာသမီးများအနေနဲ့ပြောရမယ်ဆိုရင်တတာရီတာသမီးများကတော့ဒီလမှာဒီမိကန်တွယ်ထားတဲ့မိမိစီးပွားရှာထားတဲ့မိမိအသေးအံရှာပွေထားတဲ့မွေကြီးတွေအเจ้าညာတစ်ခုခုရောက်ဆုံးရှုံးသွားဖို့ရှိတယ်ပြောချင်တာတော့အကျွေးတွေ ပြန်ရမယ်လို့ဆိုပြီးတော့ကိုကိုကဂတိအထက်ထက်နဲ့ပေးထားရင်တောင်မှဒီလာလည်းမလုံးဝပြန်မရနိုင်တော့ပြန်ရဖို့ရမ်းနေရမယ်ဟိုစီးပွားရေးနဲ့ပတ်သက်ပြီးတော့တဏ္ဍာရီနဲ့ရဖို့ရှိတယ်အဲ့ရရရစီပြီးတော့ဆိုရဖို့အခွင့်အရေးမနေပြောချင်တာမွေးကြီးနဲ့ပတ်သက်တဲ့ကိစ္စမှမများအားလုံးကဒီလာမှာညံ့တယ်နော်အဲ့တော့အင်္ဂါတပသမီးနဲ့ရှင်လာရောညံ့မလားလို့မေးတော့ဒုတိယထဲမှာပါတယ်အင်္ဂါတပသမီးကအညံ့ဆုံးထဲမှာပါတယ်တတပရိကတော့ဒုတိယအညံ့ဆုံးထဲမှာတော့ပါနေတယ် ဲ့တော့ဒီကတော့မှငွေနဲ့ရင်းပြီးတော့ရှာရတဲ့အရာမမြင်အားလို့ကျွန်တော်တို့မစ조사နေခြင်းဘူးမ try နေခြင်းဘူးငွေနဲ့ရင်းရတဲ့အလုပ်တွေကိုတော့မလုပ်နေခြင်းဘူးဟိုပြောမှဆိုတော့ခွန်အားနဲ့ရင်းရရင်းရပညာနဲ့ရင်းရင်းရင်းလို့ရတယ်ငွေလိုရနေဟာပတ်စံတွေအတကုန်ပေးပြီးတော့ငွေမရှာနဲ့ဒီကတော့ပါကျွန်တော်ကိုပတ်စံရဖို့စီးပွားရေးကောင်းဖို့အတွက်ရင်းနှီးမြှုပ်နှံမှုတွေမလုပ်နဲ့လို့ကျွန်တော်အနေနဲ့ပြောချင်တာငွေကိုအဆုလိုက်အကျုံလာကြီးမတုံးနဲ့မဖြုံးနဲ့လို့ကျွန်တော်အနေနဲ့ပြောချင်တယ်အဲ့တော့သုံးပြီးဖြုံးပြီးမယ်ဆိုတော့ဆုံးဆုံးသွားတဲ့အရာကိုင်းတော့ရင်းထက်ကိုပုံများလိမ့်မယ် သိန်းတစ်ထောင်လောက်ဆုံးရှုံးလိုက်ရတာမျိုးပဲနဲ့သိန်းထောင်လောက်ကုန်လိုက်ရင်တော့ကိုယ့်အရင်ထဲမှာသိန်းတောင်းလောက်ဆုံးရှုံးသွားရတယ်ဆိုတဲ့ပုံစံမျိုးကြီးဖြစ်သွားနိုင်တာကိုတွေ့ရတယ်။အဲ့တော့ဒီတောက်ကြသတ္တိများအနေနဲ့ပြောရမယ်ဆိုရင်တော့ဒီဒီလာထဲမှာတော့ငွေကြေးကတော့ပြောရမယ်ဆိုရင်တော့ဂျေစီတိုင်းပဲမျောပါနေတဲ့အတိုင်းပဲရှိနေတုံးပဲ။ဆောင်ရမ်းကြီးโอเคွားတာမျိုးဆောင်ရမ်းကြီးစင်ပြေွားတာမျိုး ိုလိုကလာကူညီဒီလိုကလာကူညီတော့မဟုတ်ဘူးဒါပေမဲ့ဒီတဲတဲမှာတော့မွေကြီးတိစားနဲ့ပတ်သက်ပြီးရောရပေါက်ရနန်းတွေအများကြီးရောက်လာတတ်တယ်မွေရင်းမိမဟုတ်ပဲနေမိမိရဲ့ပညာမိမိတိထားတတ်ထားတဲ့အသိပညာတွေကိုတုံးချပြီးတော့ဒီကာလမှာအဲ့ဒီသိပညာတတ်ပညာတွေကိုအတုံးချပြီးတော့ရစရာအရှိရာတွေအများကြီးရလို့ရတယ်လုံးစရာအရှိရာတွေအများကြီးလို့ရတယ်ပြောချင်တာလေးလာတဲမှာမိမိလုံးနိုင်တော့ကိုရမယ်မလုံးနိုင်ဘူးမိမိကဆိုတော့မိမိရတဲ့ပတ်စံမိမိရတဲ့မူကြီးကမိမိပင်ပန်းပြီးတကယ်ပင်ပန်းပြီးတကယ်ရတဲ့ပတ်စံတွေဖြစ်လာနိုင်တယ် အရင်သားတွေမှာတော့ရတဲ့ပတ်စံအားလုံးကဟိုတာမန်တဲ့ဟိုအရေးကြီးအကျိုးသားအလုပ်ဆရာမလို့ပဲနဲ့ရတာလည်းပုံစံဖြေကောင်းဖြစ်မယ်ဒီကာလမှာတော်တော်ကြီးကိုစူးစမ်းအားထုတ်ပြီးမှရလာရမယ်နော်ပြည့်ခါကျဒီကာလမှာပေါ့စီးပွားရေးလုပ်ငန်းတွေပို့ပြီးတိုးချဲ့တာမျိုးပို့ပြီးလုပ်ကြတယ်အိုင်ဒီယာတစ်တွေထုတ်ပြီးတော့အလုပ်ဆရာရှာတွေလုပ်ပါလို့အကြံပေးရတယ်ဆိုတော့ဒီကာလမှာလုံးတစ်လုံးထိုင်လာမှပြန်အားလုံးလုံးငွေတော့မရင်းနဲ့ပညာရရမလားရင်းဟိုခွန်အားရရမလားရှင်းငွေရင်းမျိုးမလုပ်နဲ့အာခွန်အားနဲ့ပတ်စံအဲခွန်အားနဲ့ပညာကိုရင်းပြီးတော့လုံးဆရာရှာအကုန်လုံးအဆင်ပြေပါလိမ့်မယ်လို့ပြောထားရတယ် စနေသားသမီးများအနေနဲ့ပြောမယ်ဒီကာလမှာကောင်းတယ်လို့ပြောရရတယ်။ညုတ်ငုတ်နေတဲ့ပတ်စံတွေညုတ်နေတဲ့ပတ်စံတွေသူတို့ဘာရှာရမယ့်ပတ်စံတွေတုံးမဟုတ်ကိုကိုမာကိုလည်းစီးပွားရေးမသိဘူး။ဘယ်ရမှန်းမသိရစီးပွားရေးအဆင်ပြေသွားပြီးဝုန်းနေဆိုပတ်စံဝင်သွားတာတော့ပတ်စံတိုးတက်လာတာမျိုးဆိုတဲ့ကိစ္စမျိုးတွေပေါ်လာတတ်တယ်။မိတော်မတွေးဟတဲ့နေရာနေပြီးတော့မွေးကြီးကန်ကောင်းမှုတွေလည်းဒီကာလမှာကြုံရရရှိတယ်။ ဆိုတော့ယုံနဲ့ဖြတ်ကနေအုံနဲ့တိုင်းကနေပေါ့နော်မမိမသိရဲ့နေရာနေပြီးတော့ငွေကြေးတွေဆင်ပြီးွားတာငွေကြေးတွေ okay ွားတာဟာဘာမှမသိပဲနဲ့သူကကုညီလိုက်လို့ဆင်ပြီးွားတာလို့ဆိုတော့ဟာမျိုး player တစ်ပြည့်နဲ့ထီပေါက်တာမျိုး player တစ်ပြည့်နဲ့ပတ်စံဝင်တာမျိုးလို့ခေါ်တယ်ဒီကာလမှာလို့ပြောလို့ရတယ်ပြောချင်တာဘယ်လိုခေါ်လဲဆိုတော့ထီပေါက်တကယ်တော့ကံကောင်းတဲ့လလို့ပြောလို့ရတယ်စနေသားသမီးများအနေနဲ့ပေါ့နော်အဲကြောင့်ကျွန်တော်ခုနှစ်နေနဲ့ပတ်သက်တဲ့ဒီငွေကြေးကံအကြောင်းတရားလေးကိုပြောပြပြီးသွားပြီဖြစ်တယ်အဲ့တော့ဒီရရာလို့ခေါ်တဲ့အကြောင်းအရာတစ်ခုခုကိုကျွန်တော် ဒီဗီယိုတက်တက်တခုလုပ်ပေးပါမယ်နော်ဟိုဒါတော့ငွေကြေးကန်နေရာနေနဲ့ပတ်သက်ပြီးကျွန်တော်ပြောပြပါပြီအားလုံးငွေကြေးခက်ခဲနေတဲ့သူတွေအားလုံးငွေကြေးအစီအမေကြပါစေ ehi laban ehi danan tiktok ကိုကြပါစေကျွန်တော်နေနဲ့ပြောချင်ပါတယ်အားလုံးโอเคပါစေခင်ဗျာ